2025ခုနှစ်စက်တင်ဘာလ29ရက်နေ့တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်အလုတ်ထဲမှာကညမာကောင်းတဲ့အပြောင်းအလဲတွေနဲ့ကြုံရတတ်တယ်အလုတ်အကင်အခွင့်လန်းကောင်းနေလေထင်မှတ်မထလားအောင်အပြောင်းလဲတွေနဲ့ကြုံရတတ်တယ်ဝါယာရှော့တွေဖြစ်တတ်တယ်တတိထားနော်မိနဲ့ပတ်သက်တာလျှက်စနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးတတိထားနော်ချစ်သူကမိမိပုံမှာ ထင်လွဲခံရတာအဆွဆွဲခံရတာမျိုးတွေဂျုံတွေကတက်တယ်အကျိုးပေးတဲ့ကဏန်းကတော့6နဲ့3ဖြစ်ပြီးတော့ကံကောင်းတဲ့အယောင်ကတော့ချက်သွေးယောင်နဲ့အနီရင်းရင်းအယောင်ပဲဖြစ်ပါတယ်ရေဒီယာအနေနဲ့မိမိအရှိဖျားမှာရှင်ရင်အေးကလူပေးရမှာဖြစ်ပါလိမ့်ရှင်2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ တနေ့လာသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာလည်းအခွင့်အရေးကောင်းတွေအခွင့်အလမ်းကောင်းတွေပေါ်လာတတ်တယ်။လက်ရှိရဲ့အလုပ်ကိုလုပ်ငန်းအသစ်တိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေလည်းကြုံတရတတ်တယ်။ရစရာရှိရဲ့ကျွေးမြေတွေလည်းမထင်မပဲနဲ့ဒီနေ့အတွက်ဝန်လာတတ်တယ်။ကျမ်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။ အကျိုးပေးတဲ့ကနန်းကနှစ်နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အဖြူရောင်နဲ့ရွှေရောင်ပဲဖြစ်ပါတယ်။ရတရားအနေနဲ့မိမိအရှိပြားမှာပဲပလာထားကလူပေးရမှာဖြစ်ပါလိမ့်ရှင်။၂025ခုနှစ်စက်တင်ဘာလ28ရက်အင်္ဂါသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။မိမိကိုမိတ်ဆွေအရင်အချာတွေနဲ့ ဒီနေ့အတွက်စကားပြောဆိုညင်ကုန်ရတတ်တယ်အစုဆက်တူစာချုပ်ကိစ္စအစုဆက်တူရှယ်ယာကိစ္စအဲ့အတွက်၄လေတတိထားနော်စိတ်ရှုပ်ရတတ်တယ်စိတ်ညစ်ဆရာများနဲ့ချုပ်ရတတ်တယ်ဝမ်းသာစရာတည်င်းကောင်းနေလေကြာရတတ်တယ်ကျမ်းမာရေးအနေနဲ့တတိထားနော်ခြေထောက်မှာထိခိုက်မိတတ်တယ်အခြေအမှလည်းမိမိချစ်သူကမိမိပေါ်မှာအထင်မြင်လွဲစရာတွေနဲ့ချုပ်ရတတ်တယ်အချိုးပေးတဲ့ကနန်းကနှစ်နဲ့ ုံဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်ကတော့အနီရောင်နဲ့ပန်းရောင်ပဲဖြစ်ပါတယ်။ရရရအနီနဲ့မိမိအိမ်ရှိဖျားမှာမွေးင်းကကလူပေးရမှာဖြစ်ပါရဲ့ရှင်။2025ခုနှစ်စတင်မာလာ29ရက်ဗုဒ္ဓဘုရားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ် အလုံးနှမျိုးနေရာနှမျိုးဝင်ငွေနှမျိုးဆိုတာမျိုးဘဲအရာမဆိုနှစ်ချိန်နှစ်ခါဆောင်ရရတတ်တယ်နှစ်ချိန်နှစ်ခါရရှိတတ်တယ်အလုပ်ထဲမှာလည်းအပြိုင်ဆိုင်ကြားထဲကနေပြီးတော့အခွင့်အရေးကောင်းတွေရရှိတတ်တယ်ကျန်းမာရေးအနေနဲ့စီးနဲ့ပတ်သက်တဲ့မျက်စိနဲ့ပတ်သက်တဲ့အစာအိမ်နဲ့ပတ်သက်ပြီးတော့အထူးကယူဆိုင်နော်အချီရေးမှာလည်းဝေးလေကောင်းလေဖြစ်နေတတ်တယ်အချိုးပေးတဲ့ကဏ္ဍကလေးနဲ့ ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရှောင်ကတော့အပြာရောင်နဲ့ခရမ်းရောင်ပဲဖြစ်ပါတယ်။ရေဒီယာအနေနဲ့မိမိအိမ်ရှိပြားမှာဘီစကစ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။၂၀၂၅ခုနှစ်စက်တင်ဘာလ၂၈ရက်ကျသာပရိသတ်သမီးများအတွက် တနေ့တာဟောစဒန်ဖြစ်ပါတယ်။ရဝေးမှာရှိတဲ့ပြည်ပမှာရှိတဲ့ဆွေမျိုးမိတ်ဆွေတွေစီကနေပြီးတော့ဝန်တာဇေယားတွေတည်င်းကောင်းတွေခြာရတတ်တဲ့အဖို့တန်တဲ့စပစ္စည်းတွေဒူးတဲ့ကြီးတဲ့ပစ္စည်းတွေလည်းဝင်လာတတ်တဲ့ဒီနေ့အတွက်ငွေကန်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့လက်တစ်ဖက်နာတာကြိုက်တာမျိုးတွေခံစားရတတ်တယ်။အကျိုးပေးတဲ့ကဏ္ဍကတော့တင်းတဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းကတော့ အနီရောင်ပဲဖြစ်ပါတယ်ရေရအနေနဲ့ မိမိအရှိဖျားမှာအုံဒီစိတ်6စိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်။25ခုနှစ်စတင်ပါလား28ရက်တောက်ကြသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်။အလုံးနဲ့ပတ်သက်ပြီးသွားရင်ရဝေးကနေပြီးတော့အဆက်အသွယ်ကောင်းနေရရှိတတ်တယ်။အလုံးနေရာထိုင်ခင်းနေလဲဒီနေ့အတွက်အထူးကောင်းတဲ့နေမျိုးဖြစ်ပါတယ်။ကျမ်းမာရေးမှာတတိထားနော်လက်မှာထိခိုက်မိတတ်တယ်ထိခိုက်တန်ရရတတ်တယ်အခြေအမှလည်းစိတ်အလို ူမကြရင်ညနေတက်တဲ့ငွေရေးချင်းနဲ့ပတ်သက်ပြီးသွားရင်လေတူနဲ့တူကပေးစရာရှိရရစရာရှိရတွေစကားပြောဆိုညှိခုံဖြည့်ရှင်ရတတ်တဲ့အကျိုးပေးတဲ့ကနန်းကတော့ငားနဲ့ကိုဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်ကတော့မိညိုယောင်နဲ့အညိုယောင်ပဲဖြစ်ပါတယ်။ရရာအနေနဲ့မိမိအရှိဖျားမှာရွှေတမင်းကလူပေးရမှာဖြစ်ပါတယ်ရှင်။2025ခုနှစ်စက်တင်ဘာလ28ရက် စနေသားသမီးများအတွက်တနေ့တာဟော့စတန်ဖြစ်ပါတယ်မိမိရဲ့နေအိမ်အလုံးမှာစိတ်ရှုပ်ဆရာစိတ်ညစ်ဆရာစိတ်ကြကြဆရာတွေနဲ့ဂျုံလေးရတက်တယ်အချီရင်နဲ့အိမ်တော်ကြီးမှာလည်းတဦးနဲ့တဦးကစကားပြောဆိုရတာညင်းခုန်ရတာစကားများရတာဖြစ်တတ်တယ်ကျမ်းမာရေးအနေနဲ့တတိထားနော်ရှီပူလောင်တာမီးပူလောင်တာအပူလောင်တာမျိုးတွေဖြစ်တတ်တယ်ဒီနေ့အတွက်ငွေကြေးကန်နေအလွန်ကောင်းတယ်နော်အကျိုးပေးတဲ့ကနန်းကတော့ ခွန်ရဲ၉ရဲဖြစ်ပြီးတော့ကံကောင်းတဲ့အရှောင်မှခရမ်းရောင်ပဲဖြစ်ပါတယ်။ရရဟာအနေနဲ့မိမိအိမ်ရှိဖုရားမှမုတ်စိမ်းပေါင်းကလူပေးရမှာဖြစ်ပါရဲ့ရှင်။